စုကောင်းကင်ဘုံတို့ တက်ကြွတော်မူခြင်းပွဲရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး24အခန်းငယ်46မှ53ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်ကားကျမ်းစာတော်မြတ်၌ဤသို့ရေးထားလျက်ရှိ၏ခရစ်တော်သည်ဒုက္ခခံထမ်း၍သုံးရမြောက်သောနေ့၌တေသူတို့အစုမှရှင်ပြန်ထမြောက်ရမည် ယေရုရှလင်မြို့မှာအစပြု၍လူမျိုးတကာတို့အားနောင်တတရားနှင့်အပြစ်မှ ခွင့်လွှတ်ခြင်းတရားကိုသူ၏နာမတော်၌ဟောပြောရမည်။သင်တို့သည်ကားဤအကြောင်းအရာတို့ကိုတည့်တေခံသူများဖြစ်ကြ၏။ကြည်လော့ငါသည်ငါ၏ခမည်းတော်ဂရိထားတော်မူရာကိုသင်တို့အပေါ်သို့ဆေလွတ်မည်။သို့သောသင်တို့သည် အထက်အရမှလာသောတကောတော်နှင့် ပြည့်စုံသည့်တိုင်အောင် ဤမြို့တွင်နေကြလော့ဟုမိန်တော်မူ၏ထို့နောက်ကိုရောသည်သူတို့ကိုဘက်ဒနီရွာသို့တန်အောင်ခေါ်ဆောင်သွားပြီးမှမိမိလက်တော်ကိုမြှောက်၍သူတို့အားကောင်းကြီးပေးတော်မူ၏ဤသို့ကောင်းကြီးပေးတော်မူစဉ်တွင်ကိုရောသည် သူတို့ထံမှထွက်ခွာ၍ကောင်းငင်သို့ပြေဆောင်ခြင်းကိုခံတော်မူ၏သူတို့သည်လည်းကိုရော့ကိုရှ िख ိုးကြပြီးမှဝမ်းမြောက်ခြင်းကြီးစွာဖြင့် ယေရုရှလင်မြို့သို့ပြန်သွားကြ၍ဗိမာန်တော်၌ဖျားသခင်ကိုအစင်မပြတ်ချင်းမွန်ထောပနာပြုကြလေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ဘေဒီ How to understand the ascension သခင်ရှင်မောကဝင်တတ်တော်မူခြင်းကိုကျွန်တော်တို့ဘယ်လိုနားလည်ကြမလဲရှင်မြန်ထမြောက်ပြီးသားပုဂ္ဂိုလ်သူ့တမန်တော်တွေကိုနောက်ဆုံးထင်ရှားပြတဲ့ အချိန်အခါလည်းအဖြစ်ပြက်လည်းဖြစ်ပါတယ်။စိန်လုခ်ဧဝံဂေလိကျမ်းရဲ့အဆုံးနဲ့တမန်တော်ဝတ္ထုရဲ့အစမှာဒီအဖြစ်ပြက်ကို ဖော်ပြထားတာတွေ့ရပါတယ်။တမန်တော်တွေဟာသိလိုက်ပါပြီ။သူ့ကိုဒီလောကမှာရုပ်ခန္ဓာအားဖြင့်မမြင်တွေ့ရတော့ဘူးဆိုတာကိုသိလိုက်ခဲ့ပါပြီ။ပြောရမယ်ဆိုရင်တော့သူဟာဒီကနေခွဲခွာသွားပြီဖြစ်တယ်။ဒါပေမဲ့တောက်ကြနေကြီးမှာကဲတော့မဟုတ်ပဲ။ ဒီနေ့သူတို့စီကခွဲခွာသွားခြင်းဟာခန္ဓာကိုယ်ရခွဲခွာသွားတော့လည်းပဲသူတို့ထံသို့အနည်းဆုံးကိုလာရောက်နေခြင်းလို့လည်းပဲအတိတ်ပဲပေါ်နေပါတယ်။တောက်ကြနေချိန်မှာရက်ဆက်ကြမ်းကြုတ်စွာအသေးခံခဲ့ရတယ်။သူဟာတောက်ကြနေဒီမှာအရှုံးသမားတရားဖြစ်နေတွေ့ရပါတယ်။သို့သောဒီနေ့မှာတော့အောင်မြင်တဲ့ပုံကို ပြန်လဲပြီးသူပြောသမျှတွေကိုအတီးပြုတ်ပေးနေတဲ့ပုံကိုဖြစ်တွေ့လာရပါတော့တယ်။သူ့ရဲ့တက်ကြွခြင်းဟာ လူသားဇာတိကိုယူပြီးခမိတော်ဖျားရဲ့နယ်ထဲကိုထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီထက်ကစပြီးလူဟာဖျားသခင်ရဲ့အနည်းဆုံးနေရာမှာနေရာရပါပြီလားဆိုတာကိုသိလာပါတယ်။ခရစ်တော်အားဖြင့်လူဟာဖျားသခင်၌နေရာ တွေ့ရှိလာပါတော့တယ်။ ဖျားသခင်တကက်ဘဝတဲကို လူဟာခေါ်သွင်းခြင်းခံရပါတော့တယ်ဒီထက်ကစပြီးလူဇာတိရဲ့အဝိုင်ဝန်းဟာဒီမာတွေမကတော့ဘူးဒီမာနဲ့40 50 60တရားအများဆုံးဒါမကတော့ဘဲနဲ့သာဝရထီကောင်ကိုခြေဆက်နိုင်ခဲ့ပြီဆိုတာကိုသိလာရပါတော့တယ်ခမီးတော်ဖျားရဲ့လက်ရဘမှာထိုင်တဲ့အဆင့်ကိုရောက်သွားပြီဆိုတဲ့အချက်ကိုသိလာရပါတော့တယ်သူအားဖြင့်လူဇာတိဟာ ဖရာရဲ့နေတဲကိုရောက်ရှိလာတာကိုသိလိုက်ရပါတယ်ဒါကြောင့်သူတို့တွေပျော်ရွှင်ကြတယ်လို့ဆိုပါတယ်ဂျေရုဇလင်ကို ပြန်သွားတယ်ကြီးစွာသောပျော်ရွှင်ခြင်းနဲ့ပြန်သွားတယ်လို့ဆိုပါတယ်သူတို့ရဲ့ပျော်ရွှင်ခြင်းဟာကျွန်တော်တို့ဖော်ပြလို့လည်းမရဘူးဥပမာပေးပြီးနိုင်ရှင်ပြလို့လည်းမရတဲ့ပျော်ရွှင်ခြင်းမျိုးဖြစ်ပါတယ်ဒါကြောင့်ကြီးစွာသောပျော်ရွှင်ခြင်းဆိုတဲ့အချက်ကိုကျွန်တော်တို့ ခြံထားလို့မရပါဘူးဒီနေ့ကျန်းစာကိုထောက်ရှုတဲ့နေရာမှာနောက်တစ်ချက်ကောင်းကင်ဘုံသူတက်ကြွရင် အဆုံးသက်ကောင်းကြီးကို ပေးခဲ့ပါတယ်ဒီကောင်းကြီးဟာ အသင်းတော်ရဲ့အနာဂတ်တစ်ခုလုံးကိုပေါ်ပြနေတဲ့ကောင်းကြီးပဲဖြစ်ပါတယ်ဒီကောင်းကြီးဟာခေဆက်ဆက်အကျိုးအာဏိသင်ရှိနေမဲ့ကောင်းကြီးတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့လှုပ်ဆောင်သမျှအရာအလုံးကိုဒီကောင်းကြီးရဲ့အောက်မှာထားပြီးလှုပ်ဆောင်ကြရမယ် ကောင်းကြီးလည်းပဲဖြစ်နေပါတယ်ပထမကျမ်းမှာတမန်တော်တွေရဲ့မှားရွေးတဲ့အိမ်မက်ကို ရှင်းလင်းဖယ်ရှားပေးခဲ့ပြီးအဲ့ဒီနေရာမှာသူတို့ကိုထပ်မှန်ပြီးတာနာလုပ်ငန်းဆောင်ရွက်ဖို့လွှတ်လိုက်တာကိုယ်စလဲလွှဲလိုက်တာကိုတွေ့ရပါတယ်ပထမတော့ကတမန်တော်တွေမျောလင့်ထားတယ်ဘယ်လိုမျောလင့်ထားသလိုအစ္စရေးလရဲ့နိုင်ငံတော်ပြန်လဲပြုပြင်မှုမှတိဆောက်ပေးမယ်လို့မျောလင့်ထားခဲ့ပါတယ်ဒါပေမဲ့ တရားထက်ကြီးမားတဲ့အဖြစ်ပြက်ကြီးမားတဲ့ရည်ရွယ်ချက်ကိုလည်းပဲဒီမှာတွေ့လာပါတော့တယ်။ဣသရေလကြီးပဲမကဘူး။ဂျေရုဇလင်မကဘူး။ဂျူရီးယားကိုပါထည့်သွင်းလာတယ်။ဆမာရိယာနယ်ကနေတဆင့်ကဘာမြေကြီးဆုံးတိုင်အောင်ဆိုပြီးဖော်ပြထားတော့တွေ့ရပါတယ်။ဒါကြောင့်ခရစ်တော်၌ဖျားသခင်ဆံရသော အရာများကိုကျွန်တော်တို့ပြန်လည်မြင်တွေ့လာပါတော့တယ်။ဖျားသခင်အားလုံးတို့ထည့်သွင်းပြီးဆံရခဲ့ပါတယ်။သူ့နဲ့ တလောကလုံးလူသွားတစ်မျိုးနယ်လုံးကို ပြန်လည်ပြည်ငင်းခြင်းကိုပေးခဲ့ပါတယ်။တိုင်းနိုင်ငံများအားလုံးကဒီရအားလုံးကို တွေ့ကြုံခံစားရပါတယ်။တမန်တော်ဆိုသောပုဂ္ဂိုလ်များဟာတည်သံဒေသတစ်ခုတည်းကိုပဲတရားဒေသနာဟောကြားဖို့သတင်းကောင်းဖြောင်းဝေဖို့မဟုတ်ပဲကဘာမြေကြီးစွန်းတိုင်အောင်နေရာတိုင်းဒေသတိုင်းကိုဒီသတင်းကောင်းကိုဟောကြားဖို့ပဲဖြစ်ပါတယ်။ဒုတိယကျမ်းမှာတွေ့တာကတော့ခရစ်တော်ရဲ့ပူဇော်ခြင်းဟာ ဘယ်အရာနဲ့မှမတူဘူးဘယ်အရာနဲ့မှ မတူတဲ့အတွက်ကြောင့်ဓမ္မဟောင်းခေတ်မှာထက်ခါထက်ခါပူဇော်ခဲ့ရတယ်မစုံလင်းခဲ့တဲ့မပြည့်ဝတဲ့ပူဇော်ခြင်းများအလုံးကိုပြည့်ဝစုံလင်းစေခဲ့တဲ့အရာလည်းပဲဖြစ်ပါတယ်ဖျားနဲ့လူရှားမှာစီတာထားတဲ့အစီတာကြီးကိုဖယ်ရှားလိုက်တာကို တွေ့ရပါတယ်သူ့ရဲ့ပူဇော်ခြင်းဟာတကြိမ်တစ်ခါတည်းနဲ့လုံလောက်တဲ့ပူဇော်ခြင်းလည်းပဲဖြစ်နေပါတယ်ဒါကြောင့်သူဟာခန္ဓာကိုယ်ရဲ့ ဝေးကွာသွားတယ်မှန်တယ်။သို့သောဝิญဉ်တော်၌ပို့ပြီးတော့ထိတွေ့တယ်။ပို့ပြီးနှိဆက်တယ်။ပို့ပြီးကမှ နှက်ဆိုင်နဲ့နှီးနဲ့လူတွေစီမှာကျွန်တော်တို့စီမှာရှိပါတယ်။သူဟာကျွန်တော်တို့နဲ့နှီးလျက်ရှိတယ်။တရားကိုပြန်သတိရမှဖြစ်ပါတယ်။တကယ်သူ့ရဲ့နှိဆက်ခြင်းဟာလည်းပဲတမိုင်းဆက်ဆက်သူ့ရဲ့ကောင်းကြီးတို့ဟာလည်းပဲတမိုင်းဆက်ဆက်တည်ရှိနေတယ်ဆိုတာကိုကျွန်တော်တို့အသိတော်ရဲ့တမိုင်းပေါ်မူတည်ပြီး ယုံကြည်ကြရမှာလည်းဖြစ်ပါတယ်ဒါကြောင့်ဝေးကွာသွားတာမှန်တယ်မျက်စိဖြစ်မမြင်နိုင်ဘူးကာယမျက်စိဖြစ်မမြင်နိုင်ဘူးကာယအားဖြင့်လည်းသူကျွန်တော်တို့ထဲမှာမရှိနေဘူးသို့တော်ဝิญဉ္ဇဏ၌ပို့ပြီးတော့နှက်ဆိုင်တဲ့ဤပို့ပြီးစစ်မှန်တဲ့ဤပို့ပြီးထိရောက်တဲ့ဤနဲ့တယောက်စီရဲ့ဝิญဉ္ဇဏ်ထဲမှာကဲဝင်သလိုအသိတော်ရဲ့အသက်တာထဲမှာလည်းရှိနေတယ်ဆိုတာကိုယုံကြည်ပြီးဆက်လက်အာယူကြပါစို့ဖျားဟာကျွန်တော်တို့ထံကဝေလွန်းလာတဲ့ပုံကမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုရင်ကောင်းကင်ဘုံတက်ကြွခြင်းအားဖြင့်ဖျားရဲ့အနည်းဆုံးနေရာကိုလူသားတယောက်ရောက်ရှိခဲ့လို့ပဲလည်းဖြစ်ပါတယ်ဖျားနဲ့လူကြားဝိကွာနေမှုဟာဒီနေ့မှအဆုံးသက်သွားခဲ့ပြီလည်းပဲဖြစ်ပါတယ်ဖျားရဲ့နိကမှုကိုပေါ်ပြီးလက်တွေ့ကြတဲ့နေ့နဲ့တွေ့ကြုံလာပြီပဲဖြစ်ပါတယ်ဝိညာဉ်တော်၌တွေ့ကြုံလာရတယ်ဒါကြောင့်သူ့ရဲ့နိကဆိုတာတည်ရှိနေမှုကိုအမြဲအာရုံစိုက်နေသမျှဤလောကမှာကျွန်တော်တို့ဖြည့်ရှင်ရင်ဆိုင်ကြမယ်အခက်အခဲဒုက္ခများအလုံးဟာ အတိတ်ပဲအတိတ်ကိုတွေ့လာပါတော့မယ်ဒီအရာများအားလုံးကိုချင်းကပ်ကိုင်းတွဲဖြည့်ရှင်းပုံဒီလည်းပဲအတိတ်တော်အနည်းများနဲ့ဖြည့်ရှင်းနိုင်လာပါလိမ့်မယ်ယေရှုရှင်လုံးတော်တပည့်တော်တို့ကိုတနာတော်မူပါ